ရန်ကုန်မြို့အေးစိန်ဘဟုအကျဉ်းထောင်မှာတည်တံကြခံနေရတဲ့အကျဉ်းသားတွေနှင်းပန်းနှိပ်စက်ခံနေရတယ်လို့မကြခင်ရပိုင်းကလွတ်မြောက်လာတဲ့ရွှေဝါရောင်ဆရာတော်ဥပညာဇောတာကမိန့်ကြားပါဗါတယ်။တည်တံကြအကျဉ်းသား12ဦးဟာထောင်ဖောက်မယ်ဆိုတဲ့ဆွဆွဲချက်နဲ့အော်တိုဘာလဒုတိယပတ်လောက်တည်းကနှိပ်စက်ခံနေရတာဖြစ်တယ်လို့ဆရာတော်က AR ကိုမိန့်ကြားပါဗါတယ်။အမေရိကန်နိုင်ငံသားခံယူထားတဲ့ဆရာတော်ဥပညာဇောတာကို စစ်ကောင်မရှင်ကအော်တိုဘာလ30ရက်နေ့မှာလွှတ်ပေးလိုက်တာဖြစ်ပြီးဆရာတော်ဟာအချင်းတောင်တွေကအခြေအနေတွေကို တွေ့မြင်ခဲ့ရသူဖြစ်ပါတယ်အဲဘာပြဿနာလေးဖြစ်တယ်လို့အချင်းချင်းစကားများမှုလေးဖြစ်တယ်ဗျာအချင်းချင်းစကားများမှုကနေပြီးတော့တယောက်တော့ဖြေနာနေပြီးတော့ကိုလူထိုးကြဒီလူထိုးကြပြောနေတယ်ပဲအဲ့မှာဓာတ်ရှိတယ်ဆိုပြီးတော့တယောက်ကနေဟိုဟာပေါ့ဗျာချွန်တွန်းလောက်လိုက်တာပေါ့တယောက်ကနေပြောလိုက်တော့အဲ့ဒါဘာလို့ပြောလဲလို့တော့တကယ်တော့ဓာတ်ဆိုတာဗျာ ကျက်သွင်းလေးတဲ့ဓာတ်လောက်တော့မရှိတဲ့ဟိုဟာလေးပါအတိုးထွားဟိုဇွန်းလိုဟာမှုလေးတွေကိုလုတ်ပြီးတော့တံပြားလိုဟာမှုလေးတွေကိုဟိုကျက်သွင်းလေးပါလေးလှီးလို့ရအောင်လုတ်တဲ့ဟာကိုဓာတ်လို့ခေါ်နေတာဓာတ်တော့မဟုတ်ပါဘူးတကယ်တမ်းကျော်ရှတဲ့အရာလေးပေါ့အဲ့ဒါကိုပဲတယောက်ကနေပြီးတော့ပြောပြီးတော့အဲ့ဒါကိုထောင်ကိုဖောက်ပြေးဖို့ထောင်ကိုကြံစီတယ်ဆိုပြီးတော့လုတ်လိုက်တော့အဲ့ဒါအမှုကြီးကကြီးသွားအောင်ကြီးနေတာကြီးနေတယ်အဲ့ဒါသူတို့ကိုရိုက်စင်းတာနေပြီးတော့တပြည့်လူတွေပါပေါ်လိုက်တာပေါ်လိုက်တာအဲ့ဒါအကုန်လုံးဘယ်လောက်16လောက်ထိအောင်ဖြစ်သွားတယ်အဲ့အဲ့ဟာထောင်ဖောက်ပြေးမယ်လို့ကြံစီတဲ့အုပ်စုက16လောက်ရှိတော့ရှိသွားပြီးတော့ အဲ့ဒီမှာတခါပြန်ဆင့်ထုတ်လိုက်တော့၁၂ရက်လောက်ကျန်တယ်ပေါ့ဒီလိုမျိုးဆွဆွဲခံရခြင်းကစလို့ဆရာတော်ပြန်လဲမလွတ်မြောက်လာမီအော်တိုဘာလ29ရက်နေ့အထိတည်တံ့ကြအကျဉ်းသား12ဦးနှိမ့်ဆက်ခံနေရတာကို မြင်တွေ့ခဲ့ရတာလို့ဥပညာဇောတာကဆက်လက်မိန့်ဆိုပါတယ်၁၂ရက်ကိုဗျာခင်ဗျမသေးမချင်းခုကရိုက်နေတာရိုက်ရိုက်နေတာဒီရှိတယ်ပေါ့လေရိုက်တယ်ရဲပြီးတော့6တိုက်ထဲမှာပိတ်ထားတယ်ဖင်းနေမှာအညိုအညိုအညိုအမဲတွေခါးတွေမှာအညိုအမဲတွေ အဲလုတ်တယ်ပေါ့ဗျာရိုက်တယ်နောက်ဈေးကူပေးတယ်ဈေးကူလုံးမလို့နှစ်ရက်လောက်ရှိတက်တာသွားရင်ထိုက်ရိုက်တယ်အဲထိုက်ပြီးတော့တခါဈေးကူပေးတယ်နောက်ထိုက်ရိုက်တယ်အဲ့လိုလုံးတာကိုဆိုရင်သုံးပတ်လောက်ရှိပြီဗျာအဲ့လောက်တင်လာဆိုတော့အဲ့ဒီလိုရိုက်ထားလို့ခန္ဓာကိုယ်ဒီမှာရှိစလုံးနေပေါင်းနေခါးတွေမှာအညိုးပဲတချို့လမ်းမလျှောက်နိုင်တော့ဘူးဖြစ်ကုန်တဲ့အပြင်အဲ့6တက်ရဲ့ရှိမှာသူတို့6တက်တဲ့ကိုပိတ်ထားတယ်6တက်ရဲ့ရှိမှာအဲဒီရံသမားဆိုတော့ဝေးရတာလဲဒီအနီးအနီးရောင်ပေါ့ဗျာနီးနီးဝါရောင်ဟာကြီးဝတ်စုံဝေးရတော့အပေါ်ရောအော်အဲ့ဒါမျိုးဝေးရတယ် ဲ့ဒါကိုနေဘူးတကယ်နေကင်းကိုတအားပူတဲ့အချိန်မှာအမတ်ဒူးထောက်ခိုင်းပြီးတော့အဲလက်ကိုအပေါ်ကိုမြောက်ခိုင်းတာနေကိုမောကြည့်ခိုင်းတယ်နေကိုမောကြည့်ခိုင်းပြီးတော့နေမောကြည့်တော့မျက်လုံးမရင်ရှေ့ရရိုက်မယ်နောက်ကရိုက်မယ်အဲ့ဒီလိုညင်းမနှိမ့်ဆက်လုပ်နေတာကြီးကတော့အကျဉ်းသားအဲတော်တော်ကုကု၁၂ရောက်တော့ရှိတယ်ဗျအဲ့ဒါခံနေရတာကြီးတွေ့တယ် အကျဉ်းထောင်ဖောက်မယ်ဆိုပြီးဆွဆွဲခံနေရတဲ့အကျဉ်းသားတွေဟာဥပဒေကြောင်းအရရင်ဆိုင်ဖြည့်ရှင်းခွင့်မရပဲစစ်ကော်မရှင်အကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံနေကြရတာဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့အကျဉ်းဥစည်းဝန်ထမ်းတွေအနေနဲ့တရားဥပဒေအရမဟုတ်ပဲအကျဉ်းသားတွေပေါ်နှိပ်စက်အနိုင်ကျင့်မှုတွေဟာသူတို့ကျူးလွန်နေကြရာဇဝတ်မှုတွေဖြစ်တယ်လို့မှတ်ချက်ပြုပါတယ်။ ဟိုအတိအကျတော့အချင်းဆောင်ထဲမှာတော့မိကူကိုပစိုးပေါ့ညပနစ်ခက်ပါစီဒါကဟိုအရေးကြီးပဲဆိုရင်တော့မတကယ်စနစ်ကျတဲ့ဒီဘောက်ကလည်းရန်ရရခုတည်ပါတယ်အဲ့လိုစနစ်ကျအရေးကြီးတော့မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါကညပနစ်ချက်ရောက်တယ်အဲ့ဒီညပနစ်ချက်မရောက်တယ်ဆိုတော့ဒါပြည်ဝဲဥပဒေကိုလည်းသုံးဖို့ရရောက်တယ်နိုင်ငံကဥပဒေကိုလည်းသုံးဖို့ရရောက်ပါတယ် လက်ရှိမှာတော့မြန်မာနိုင်ငံတစ်ဖွဲမှာရှိတဲ့အကျဉ်းထောင်အသီးသီးမှာထောင်ဒဏ်ကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားစုစုပေါင်း၂200ကျော်ရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ABB ကထုတ်ပြန်ထားပါတယ်။ဒီထဲမှာတည်ထဏ်ကျခံနေရတဲ့အကျဉ်းသားက129ဦးရှိနေတယ်လို့ ABB ရဲ့ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။